ရသော်ဘုရားသခင်ကိုရောမြတ်ဟာ၆နှစ်ပတ်လုံးတရားဓမ္မကိုရှာကြံလို့ခက်ခဲပင်ပန်းတဲ့အကျင့်တွေဒုက္ခရစရိယာလို့ခေါ်တယ်ဒုက္ခရဆိုတာလုံနိုင်ခဲ့တယ်ပြုနိုင်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ် ေဒုက္ခရဆိုတဲ့စကားလုံးနဲ့ဒုက္ခဆိုတဲ့စကားလုံးကိုမတူဘူးဆိုတာမှတ်တချို့ကရောပြီးတော့ဒုက္ခစရိယာလို့ဒီလိုပြောတယ်ဒုက္ခစရိယာမဟုတ်ဘူးဒုက္ခရစရိယာဒုက္ခရဆိုတာဒုဆိုတာခဲရင်နဲ့ကရဆိုတာလိုက်နာကျင့်သုံးဖို့ပြုလုပ်ဖို့ချင်းချင်းကြုတ်အထုတ်ဖို့မလွယ်ဘူးအလုံးခက်ခဲတယ် အဲ့ဒီအလွန်ခက်ခဲလာတဲ့ပင်မလာတဲ့ဆင်းရဲဒုက္ခဖြစ်စေတတ်တဲ့ထိုကိကခေစားနေတဲ့တပတ်အကျင့်မျိုးတွေကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့အလောင်းတော်ဟာစံတတ်တဲ့အနေနဲ့6နှစ်တာကာလအတွင်းမှာကျင့်သုံးခဲ့ဘူးတဲ့ပေါ့အဲ့ဒါကိုဒုက္ခရစရိယာကျင့်တယ်လို့အိန္ဒိယနိုင်ငံ ဖျားဘူးရောက်တဲ့ပုဂ္ဂိုလ်တွေဘုရားကရနာမှာဥရဝေလာတော်အနိကရသဗျာသခင်ကိုရောမြတ်၆နှစ်တာကာလအတွင်းဒုက္ခရစရိယာကျင့်သုံးခဲ့တဲ့နေရာဆိုပြီးတော့သွားရောက်ဖူးမြော်လေးရှိကြတယ်ဒီကနေ့အိန္ဒိယနိုင်ငံသားတွေရဲ့အခေါ် ဒုက္ခရစရိယခြင်းနဲ့တောင်းကိုဒုံခေစရိလို့ခေါ်တယ်ပေါ့အတန်ချင်းနဲ့နဲ့နှိစက်တယ်ပေါ့အဲ့တော့ဒုံခေစရိဆိုရဲဒုက္ခရစရိယတောင်းမှာယသဗျာအလောင်းတော်ဟာအမှန်တရားကိုတွေးရှိဖို့အတွက်ဤအမျိုးမျိုးနဲ့စံသက်ကျင့်သုံးခဲ့တယ်